ားလုံးပဲမင်္ဂလာပါရှင်။ Swiss Star Engineering Training မှာကြိုဆိုပါရစေ။ဒီတစ်ခါမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကိုစောင်းမဲ့အစာအုပ်တစ်ခုချင်းအစာအုပ်တွေမှာဆိုရင်အဲ footing အမျိုးအစားဘလောက်ရှိသလဲ။နောက် footing ရဲ့အရေအတွက်တွေဘလောက်ရှိသလဲ။နောက် footing ရဲ့ schedule ကိုကြည့်ပြီးတော့ footing ရဲ့ concrete volume ကိုဘယ်လိုတွက်ရမလဲ။စတဲ့အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ drawing လေးတစ်ခုကိုလေ့လာကြည့်လိုက်ရအောင်။ ဒါကတော့အစာအုပ်သေးလေးတစ်ခုရဲ့ foundation plan ပုံလေးပဲ ဖြစ်ပါတယ်ပထမအဦးဆုံး drawing ကိုကြည့်ပြီးတော့အဲဒီ footing type တွေရှိမယ် app 1ရှိမယ်ဒီမှာ app 2ရှိမယ် app 3ရှိမယ်ဒါဆိုရင် footing အမျိုးအစားကဒီ plan ပုံမှာဆိုရင်၃မျိုးပါမှာဖြစ်ပါတယ်เนาะပထမအဆုံး highlight ကလေးနဲ့အဲဒီ footing အမျိုးအစားအလိုက်အယောင်လေးတွေကိုချက်ပေးလိုက်မယ်အဲ့တော့ footing အမျိုးအစားက၃မျိုးပါတယ် ဖူတင်မျိုးစားတစ်ခုချင်းစီမှာပါဝင်တဲ့အရေအတွက်တွေကိုဒီ foundation plan အ drawing ကိုကြည့်ပြီးတော့ကောက်ယူရမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမအဆုံး F1 ကိုရေးကြည့်လိုက်ရအောင်။ F1 ကတလုံး၊၄လုံး၊၃လုံး၊၄လုံး၊၅၆ခုံ၈၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၈၁၉၁၀20 21 22အဲ့တော့ F1 total က22လုံးဖြစ်ပါတယ် Now app 2ကိုရေးကြည့်မယ်10 2 3 4 5 6 7 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 app 2ကတော့16လုံးဖြစ်ပါတယ်။ now app 3ကတော့10 2 3 4 app 3ကတော့4လုံးဖြစ်ပါတယ်။ဒါဆိုရင်ဒီ foundation plan ပုံကို foundation plan ကိုကြည့်ပြီးတော့ footing အမျိုးအစားပေါ့။ footing type ကဘယ်နှခုရှိလဲဆိုတာသိသွားပြီ။နောက်တစ်ခုက ဖူတင်မျိုးစားတစ်ခုချင်းစီမှာရှိရဲ့ဖူတင်ရဲ့ quantity ကိုသိသွားပြီเนาะအဓိကအားဖြင့်ဒီ foundation plan ပုံမှာဆိုရင်ဖူတင် quantity ကို ကောက်တာကအရေးကြီးပါတယ်ဖူတင် quantity ကောက်တဲ့အခါမှာမှန်မှန်မှုဆိုရင် နောက်ပိုင်းတွက်ချက်မှုတွေကလည်းမှားသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲဖူတင် quantity ကိုကောက်တဲ့အခါမှာ အရင်ဦးဆုံးအမျိုးအစားဖနှစ်ခုရှိလဲသိရမယ်နောက်တစ်ခုကကြတော့အမျိုးအစားတစ်ခုချင်းစီအလိုက် highlight လေးချပြီးရောပဲဖြစ်ဖြစ်ကိုအားသင့်တယ်လို့မျိုးကြည့်ပြီးရောအရေးအတွက် quantity ကိုမှန်ကန်အောင်ကောက်ပြရမှာပဲဖြစ်ပါတယ် okay now the foundation detail ပုံလေးကိုကြည့်လိုက်ရအောင် ဒါကတော့ဒီ footing ရဲ့ session ပုံလေးပဲဖြစ်တယ်။နောက်ဒါကတော့ footing schedule ပုံဖြစ်တယ်။ဒါကတော့ footing river plan ပုံပဲဖြစ်တယ်။ retaining wall session ပုံဖြစ်တယ်เนาะ။အခုကတော့ အဲဒီ plan မောကနေပြီးတော့ footing အမျိုးအစားတွေတည်ပြီး footing type ပေါ့နော် footing type က app 1 app 2 app 3ပေါ့နော် footing ရဲ့ schedule ကနေပြီးတော့ footing ရဲ့ site တွေကိုလည်းတည်နိုင်တယ် app 1ဆိုရင်2ပေခွဲ2ပေခွဲပတ်လည်ပေါ့နော်အထူကကြတော့10လက်မှာ app 2ကကြတော့3ပေပတ်လည်အထူက10လက်မှာ app 3ကကြတော့3ပေခွဲပတ်လည်အထူက10လက်မှာဖြစ်တယ်ဒါဆိုရင် app 1 quantity တည်မယ်နောက် site တည်ရဲ့ အထူလဲသိတယ်ဆိုရင်သူ့ရဲ့ကွန်ကရစ်ပေါ်ကိုအလွယ်တကူရှာနိုင်မှာဖြစ်တယ်နော်။ဒါကတော့ဖူတင်ပေါ့နော်ဖူတင်အပေါ်က short gun လမ်းလေးရှိမယ်ဒါမြင်အောင်လို့မလို့ပုံလေးနဲ့ပြထားတာပါနော်။စစောကအဲ drawing ကနေပြီးတော့ foundation plan ပေါ်ကနေပြီးတော့ဖူတင်အမျိုးအစားတစ်ခုချင်းစီ အလိုက်အဲ quantity ရရှိပြီးဖြစ်တယ်နော်။အဲ့တော့ F1 22လုံး F2 က16လုံး F3 က4လုံး အဲဆိုတော့ total ဆိုရင်40နဲ့နှလုံးရရှိမှာဖြစ်တယ်အဲ့တော့သူတို့ရဲ့ concrete volume ကိုတွက်မယ်အဲဆိုတော့14 schedule မှာ part 1ကဘယ်လောက်ရှိလဲဆိုတော့ f1 က2ပေခွဲပတ်လဲ10လက်မှ3ပေပတ်လဲ10လက်မှ f2 က3ပေပတ်လဲ10လက်မှ f3 က3ပေခွဲပတ်လဲ10လက်မှဒီ schedule လေးကိုဒါတိမယ်အရေးအတွက်ကိုတိမယ်ဆိုရင်ဒီ site တစ်ခုလုံးမှာရှိရဲ့ total footing ရဲ့ concrete volume ကိုတွက်နိုင်မှာဖြစ်တယ် ဲ့တော့14ရက်ကွန်ကရစ်ပေါ်လုံးကိုတွက်မယ်အဲ့တော့ F1 စုစုပေါင်းရေတွက်က22လုံးသူ့ရဲ့ site က2ပေခွဲပတ်လဲအထူက7လက်မှ0.83เนาะ F2 အရေတွက်က16လုံးသူ့ရဲ့ site က3ပေပတ်လဲအထူက7လက်မှ F3 အရေတွက်က4လုံးသူ့ရဲ့ site က3ပေခွဲပတ်လဲနောက်ပြီးတော့ကြတော့အထူက10လက်မှเนาะ ဒါဆိုရင်ဒါတွေအကုန်လုံးရှင်းလိုက်မယ်ဆိုရင်သူ့ရဲ့ concrete ဖော်လုံးတက်မှုကိုရရှိမှာဖြစ်တယ်။ F1 F2 F3 အကုန်လုံးပေါင်းလိုက်မယ်ဆိုရင်အဲဒီ site တစ်ခုလုံးရဲ့ total concrete ဖော်လုံးကိုရရှိမှာဖြစ်တယ်နော်။ဒါကဟိုပါဘော tube fee နဲ့ပေါ်ပြထားတာဖြစ်တယ်။တကယ်လို့ကျင်းနဲ့သိကျင်နဲ့ဆိုရင်တရား tube fee မှာတကျင်းရှိရဲဒါကြောင့်မလို့ဒီရရှိလာတဲ့ tube fee total ကိုတရားနဲ့စားလိုက်မယ်ဆိုရင်2.74ဆိုရဲကျင်းတက်မှုထွက်လာမှာဖြစ်တယ်။ နောက်တစ်ခုကမီတာကျူးနဲ့ပြကျင်တယ်မီတာကျူးနဲ့ပြကျင်တယ်ဆိုရင်လည်းလွဲပါတယ်မီတာကျူးက1မီတာကျူးမှာဆိုရင်35.32 cubic feet ရှိရယ်ဒါကြောင့်မလို့ရရှိလာတဲ့ cubic feet ကို35.32နဲ့စားလိုက်မယ်ဆိုရင်အဲသူ့ရဲ့ဒီ footing ရဲ့ concrete volume ကိုမီတာကျူးနဲ့ရရှိလာမှာပဲဖြစ်တယ် Okay ဒါကတော့ဒီ footing ရဲ့ concrete volume ကို အဲဘယ်လိုတွေ့ရမလဲဆိုတဲ့ဟာလေးကိုအဲဟိုပါအခြေခံပေါ့နော်အခြေခံတွက်ချက်ပုံလေးကိုပြောပြပေးခြင်းပဲဖြစ်တယ်ဒါကတော့ site အသေးလေးမှာဖြစ်တဲ့အတွက် footing ကလည်းနည်းနည်းလေးပဲရှိရပေါ့နော်တကယ်လို့ကိုကအဆောက်အဦကြီးရဲ့ footing တွေအများကြီးရှိမယ်နောက်စက်ယုံကြီးအဆောက်မဲ့ဒီ footing တွေအများကြီးရှိမယ်ဆိုရင်လည်းပြဿနာမရှိဘူးအဲ footing အမျိုးအစားဘယ်နှမျိုးရှိလဲဆိုတာသိရမယ်ပြီးရင်အမျိုးအစားတစ်ခုချင်းစီမှာပါဝင်တဲ့ footing အရေအတွက်ကို drawing ကိုကြည့်ပြီးတော့ အဲမှန်ကန်စွာကောက်ယူနိုင်ရမယ်เนาะဒါရပြီသွားပြီဆိုရင်ကိုကအဲဒီ footing အမျိုးအစားတစ်ခုချင်းစီအလိုက်သူ့မှာရှိရဲ footing ရဲ့ site တွေပေါ့เนาะသူ drawing မှာ footing schedule ပေးထားလိမ့်မယ်အဲသူ့ရဲ့ site တွေမယ်နောက်ပြီးတော့ footing မျိုးအစားတစ်ခုချင်းစီရဲ့အထူပေါ့เนาะ footing ရဲ့ thickness တွေမယ်ဆိုရင်အဲ footing ရဲ့ concrete volume ကိုအလွယ်တကူတွက်ချက်နိုင်မှာပဲဖြစ်တယ်เนาะအဲ့တော့ဒါက cube fee နဲ့တွက်လို့ရတယ် ကျင်းနဲ့ပြခြင်း100နဲ့စားလိုက်မယ်မီတာကျုနဲ့ပြခြင်း35.32နဲ့စားလိုက်မယ်ဒါဆိုရင်အဲ 2V ရောကျင်းရောမီတာကျုရောအလွယ်တကူရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်